အားလုံးပဲမင်္ဂလာပါနည်းနည်းနောက်ကျပါပါတယ်မမချူလိုက်ဟုတ်မရင်နဲ့ကမနှုတ်ရယ်နည်းနည်းနောက်ကျတော့လာရမနဲ့ကမှအကြောင်းနေရကိုလင်းနည်းဟဟုတ်ဟုတ်မရင်နဲ့တော့ဒီနေ့ဖတ်ပြမှာကတော့လှုပ်လှုပ်ရရစားကြတာဆိုတာလေးကိုဆက်ပြီးဖတ်ပြချင်ပါတယ်1985ခုနှစ်ကကျွန်တော်ဘဝအတွက်တော်တော်ပြောင်းလဲများတဲ့နှစ်ဖြစ်တယ်လို့ မိုးနဲ့သူစားအတွက်လည်းတော်တော်ပြောင်းလဲများတဲ့နှစ်ပါပဲမိုးနဲ့သူစားဖွဲ့ရဲ့တက်မတော်နေအရင်ရိုက်ဖို့မရိုက်ဖို့ဆွေးနွေးရင်းနဲ့အဖွဲ့နှစ်ချမ်းခွဲခဲ့ရတယ်လို့တခြားအဖွဲ့အသစ်တွေပြန်ဆိုင်ပေါ်ပေါက်လာတဲ့အတွက်မိုးနဲ့သူစားညီညွတ်ရေးကိုရလပပပြန်လဲတိစောက်ကြရပြန်ပါတယ်ရုပ်မြင့်တန်ကြားတမိုင်းမှာမှတ်တိုင်တစ်ခုဖြစ်ခဲ့တဲ့ဆနလာရာဒီအငိမ့်နဲ့ပြင်စမချိန်ပါတီညီလာခံအငိမ့်ကိုတင်ဆက်နိုင်ခဲ့တယ်လို့ဇာနာရဲ့ဤကောင်းသောမှာပါပြက်လုံးကိုတနိုင်ငံလုံးပြောစမှတ်ဖြစ်ခဲ့ကြတာပါပဲ။ ပြန်လုံးဆိုတာအသေးလုံးလို့မရဘူးအဟောင်းပေါ်မှာပဲထက်ထက်လုံးရတာဆိုတဲ့ကြွက်ပြင်းလူရှင်တော်တွေကိုပြန်လုံးအသေးဆိုတာဟော့တယ်လို့လုံးရတယ်ဆိုတာကိုပြနိုင်ခဲ့တာဟာမိုးနဲ့သူစားရဲ့အံပွဲပါပဲတကယ်တမ်းပြောကြဆိုဆိုရင်အဲ့ဒီချိန်တုန်းကကျွန်တော်ရဲ့လူရှင်တော်တက်က9နှစ်ပဲရှိပါသေးတယ်ပြန်လုံးအသေးမရှိဘူးဆိုတာကိုမခံချင်စိမ့်နဲ့ပြန်လုံးအသေး16ခုတိတိတင်ဆက်ခဲ့လိုက်တာပြဿနာ190လောက်တက်သွားတော့တာပါပဲစနေလာရသည်ကြပြများဆိုတဲ့စာအုပ်ကိုဖတ်မိရကနေ ဆက်နလာရသည်ငိန်ကန်းလို့ကိုစိတ်ကူးရခဲ့တယ်။မြန်မာတို့ရဲ့ဆက်နလာမှာပွဲဆက်နပွဲရှိတဲ့ပန်းဆက်နမျိုးကွင်းနဲ့နတ်ခတ်ဆက်နမျိုးထုံးနဲ့ဒီတော့တလတပွဲကိုငိန်ကန်းတစ်ခုလှုပ်လာရင်တေချာပေါက်ဆက်နေရစာပဲ။ကျွန်တော်တော်တော်ပြောသွားတယ်။ရုပ်မြင်တန်ကြားမှာငိန်ကိုအပိုင်းနဲ့ခွဲပြရတာမျိုးတကားမှမရှိသေးဘူး။ဒီတော့ကျွန်တော်အားတုမန်တန်နဲ့တချင်းတွေရှာပြက်လုံးနေစဉ်းစားလှုပ်လိုက်တာနောက်ဆုံးနေစာမေးပွဲမှာဆက်ပလီထိတော့တာပဲ။ငွေကြေးတွေကရောဆရာတွေကပါစိတ်မကောင်းကြဘူး။ဝိုင်းအားပေးကြတယ်။ ဆရာဝန်ဖြစ်ဖို့တလက်မလောက်လိုချင်မှခလုတ်ကလေးမဖြစ်စေချင်ကြပါဘူး။ဖွဲ့သားတွေကလည်းညိတ်စီစီကိုလက်လျှော့စေချင်ကြတယ်။စာမေးပွဲပြန်ပြေဖို့စာမေးပွဲတက်မှာပဲအာယုံနှစ်မြို့ကိုဝါဝင်းတိုက်တွန်းခဲ့တယ်။ကျွန်တော်ရဲ့စိတ်ထဲမှာနှစ်ခုစလုံးကိုအောင်အောင်မြင်မြင်လုပ်ဖို့ဆုံးဖြတ်ထားပါတယ်။ဆုံးဖြတ်တဲ့အတိုင်းလည်းအောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။နောက်ဆုံးနေ့စာမေးပွဲကိုလွတ်လွတ်ကျွတ်ကျွတ်ကြီးအောင်မြင်ပြီးဆရာဝန်ဖြစ်ခဲ့ရတယ်လို့ဆန္ဒလက်ရာဒီညိတ်ကိုလည်းတက္ကန်တနာတင်ဆက်နိုင်ခဲ့တယ်။အကျိုးဆက်ကတော့ ဇာနာကိုကောင်းဆောင်တင်ပြီးရုပ်ရှင်ရိုက်ဖို့ကိစ္စတွေပေါ်ပေါက်လာခဲ့ရတာပါပဲ။ဆင်းရဲလာရသည့်အညံ့ရုံမြင့်တန်ချာကနေပြပြီးတဲ့အခါမှာပရမဆုံးကျွန်တော်စီဆက်သွဲခဲ့သူကတော့ဒါရိုက်တာတင်းတင်းယူပါပဲ။နေကြောက်ခဲကတ်တွန်းကိုဇာကနာနဲ့ရိုက်ဖို့ဆိုပြီးရုပ်ရှင်ကင်မရာကြီးတွေနဲ့ဆန်းသက်ရိုက်ကူးခဲ့ပါသေးတယ်။ဒီတော့ကကင်မရာမန်ကဥဖိုးထောင်မှာဒါပေမဲ့အဲ့ဒီဇက်ကမှာဇာကနာမပါခဲ့ရဘူးအဲ့ဒီတော့က နိုင်ငံကျော်နာမည်ကျော်မင်းသမီးကဇာကနာနဲ့မတွဲနိုင်ဘူးဆိုလို့ဒေါ်တင်းတင်းယူကဇာကနာကိုကောက်ဆောင်တင်ရမယ့်အစီအစဉ်ဖြစ်လိုက်ပါတယ်။ဒါမဲ့ဒေါ်တင်းတင်းယူကဇာကနာပေါ်မှာတော်တော်စီနာထားခဲ့သူပါ။တင်ရုပ်ရှင်ဦးသက်မောင်နဲ့ဆက်သွယ်ပေးပြီးဒါရိုက်တာဦးမင်းနိုင်ရဲ့ချစ်ကြွယ်လိန်ဇာကမှာပါဝင်ရုပ်ဆောင်ပေးဖို့အစီအစဉ်ခဲ့တယ်။ဒါမဲ့ဒီဇာကမှာပါဝင်တဲ့မင်းသမီးကသာရာနဲ့မတွဲဘူးဆိုတဲ့အတိုင်းကြော်ပြီးကြော်ပါပဲ။သူနဲ့ကျွန်တော်စကားတော့မပြောဘူးပဲနဲ့ ဘာလို့ကျွန်တော်ကိုညှိုးထားနေလဲဆိုတာကိုကျွန်တော်သဘောမပေါက်နိုင်ခဲ့ပါဘူး။ဒါမဲ့ကျွန်တော်အိမ်ကိုထုတ်လုပ်သူဦးစော်ဝင်းဇာရေးဆရာဦးအောင်စိုးနဲ့ဒါရိုက်တာမောင်တီဦးတို့ရောက်လာတော့မှပဲစိတ်ရည်လဲပါတော့တယ်။တခြားသူတွေနဲ့မရဖြစ်ပဲနဲ့ပါပါကြီးနဲ့သာပွဲဥတဲ့ရဖြစ်အောင်ဦးတင်ဦးဆင်းလိုက်တဲ့ဂွင်းလိုတိလိုက်ရတဲ့အတွက်ပါပါကြီးလိုနာမည်ကျော်နေတဲ့ဒါရိုက်တာမောင်တီဦးကအကွက်ရွှေအကွက်စင်အကွက်ပြောင်းတဲတော်ပါကလားရဲ့လို့အတိအမှန်မပြေဝဲမနေနိုင်ခဲ့ပါဘူး။ဒါပဲဖြစ်ဖြစ်ဒါရိုက်တာမောင်တီဦးရဲ့ မင်းသားတော်မင်းသားရုပ်ရှင်ဇာကမှာကောင်းဆောင်ပြေစာကနာပထမဆုံးတရုပ်ဆောင်ဝင်ရခဲ့ပါတယ်ဒါဟာလည်းငိုးနေသူစာဖွဲ့နဲ့ဝေးစီခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့တာပါပဲပါပါကြီးမောင်တေဦးကကျွန်တော်ကိုအငြိမ်မကခိုင်းပါဘူးဇာကုံဘောကအမူအရာရဲ့ရုပ်ရှင်နဲ့ပါလာမှာဆိုလို့တဲ့ဒီချက်ကိုကျွန်တော်အစကလုံးဝနားမလည်ခဲ့ဘူးပါပါကြီးတက်တက်လူလဲကြတာပါပါပြတာလို့ပဲနားလည်ခဲ့တာပါတကယ်နပူးတွေဒူးတွေမှပဲဟုံမှန်းသိခဲ့တယ်မင်းသားတော့မင်းသားဇာကားရရင်နဲ့တညမှာ ဘကုတ်ကိုမိုးနဲ့သူစားနဲ့အတူငိမ့်သွားကခဲ့တယ်။နောက်တနေ့ရုပ်ရှင်ရိုက်ခွင်းမှာကျွန်တော်ရဲ့မူယာတွေက over တွေဖြစ်နေတဲ့အတွက်တနေကုန်ကားရိုင်နာခဲ့လိုက်ရပါတယ်။ဇက်ကုံဘောကကိုဟန်မူယာတွေလေယူလေသိမ့်တွေကလုံးဝခြားနာတယ်ဆိုတာကိုတွေ့မှလို့ကျွန်တော်ပြောရတာပါ။ဒီကြောင်တွေဟာငိမ့်နဲ့သိမ့်မဆိုင်တဲ့အတွက်နောက်မှပဲကျွန်တော်ရေးသားဖော်ပြပါမယ်။1985ခုနှစ်ကတော်တော်ပြောင်းလဲများတဲ့နှစ်လို့ကျွန်တော်အထက်မှာပြောခဲ့သလိုပြဿနာများတဲ့နှစ်လို့လည်းကမွန်းတက်လို့ရောက်နိုင်ပါတယ်။အစကတော့ဆန္ဒနာရာသီငိမ့်ပါပဲ။ မြန်မာတို့ရဲ့ပြမဆုံးလားပြမဆုံးပွဲဖြစ်တဲ့တကူးလာတင်းကြံပွဲကိုမန်းတောင်ရိတ်ကိုမူရင်းဆိုပြီးသူ့မောင်ဆိုခဲ့တဲ့တချင်မှာသူ့မောင်ဆိုတော့ကဘာမှမဖြစ်ပဲကျွန်တော်တို့အစီအစဉ် TV မှာလွှင့်တော်မှာပဲ꽌တက်တော်တာပဲဆရာမျိုးမငင်းရဲ့မန်းတောင်ရိတ်ကိုမူရင်းဆိုတဲ့တချင်ပြမပိုက်ကဆရာမျိုးမငင်းရဲ့ချစ်ဖြူဟာတေးသွားလိုက်တဲ့အတူတူပါပဲချစ်ဖြူဟာတချင်ကအစ်ဆက်ညံ့ညောတဲ့ခင်မူရာဘောဝဲဆိုတဲ့တေးသွားတဲ့ ဗန်းတော်ရေကူမူရင်းရဲ့ဘရောက်တွေဝေးလို့ရယ်ဝေးပါပါပြူရယ်ဆိုတာအတန်တူတူပဲကျွန်တော်တို့ကတော့သူ့မောင်ရဲ့တခြင်းကိုအမီပြူပြီးတင်ဆက်လိုက်တာပါဒါပေမဲ့ကျွန်တော်တို့တင်ဆက်လိုက်တဲ့တခြင်းကလောက်ကြံထားတာဆိုပြီးစားဆောင်နေမှာရေးခင်ရပြန်ပါရောဒီကိစ္စကနောက်နှစ်နှစ်20လောက်ကြာမှာအယိုးတွင်ပြီးအောင်းအောင်ခေါ်ရင်မရစားကိုတောင်းပြုလို့ဆရာညာဆရာမျိုးမကြီးဆရာဥပဒေင်းတို့ရဲ့တုံးဥစုဆက်ဆိုတာတွေဖြစ်လာခဲ့ပါရောလား ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဲ့ဒီကတင်ဆက်ခဲ့တဲ့မန်းတောင်ရိပ်ကိုဦးရင်တချင်းကိုအမှတ်တရဖော်ပြလိုက်ခြင်းမို့လေဒီနေရာမှာပြက်လုံးကိစ္စလည်းနည်းနည်းဆွတ်ဖက်ပြီးပြောရမှာဖြစ်တယ်ဒီကြံတဲ့လိုက်ဖက်တဲ့ပြက်လုံးကိုရှာကြတဲ့အခါမှာရိမ့်ကာရာရဲ့တန်ချက်ထိုးတာရဲ့နှစ်မျိုးရလာပါတယ်။ရိမ့်ကာရာကပြည်သူပိုင်မဟုတ်ပါဘူး။တန်ချက်ကတော့များဆိုင်ဖြစ်စည်းပါပြည်သူရင်ခုန်တန်းမှာလူပြက်တန်ချက်ထိုးတာပါဆန်းလေဆိုတော့ဆန်းပါတယ်။ မိုးမိုးမိုးလောင်းပောင်လို့ဆိုတာမဟုတ်သလိုတန်ချင်းတစ်ပုဒ်ကိုတန်ယူပြီးစာသားသွင်းထားတာလည်းမဟုတ်ဘူးတန်ချက်ဆိုတဲ့ခေါင်းစဉ်အကိုထည့်လိုက်တဲ့သဘောပဲပြန်လုံးဆိုတာအစ်စ်လို့လို့မြင်ဘူးဆိုတဲ့လူတွေကိုကျွန်တော်တို့ကလောက်ပြချင်တာပါအန်လွဲတန်ချက်ဆိုတာလူရှင်တော်တွေစီမှာရှိတတ်ကြပါတယ်ခင်ဗျာပန်တိုင်းထဲမှာလည်းပါတယ်ဘီရင်ကြီးရဲ့သမီးတရက်တီဆိုတဲ့အန်လွဲတန်ချက်မျိုးပါဘီရင်နဲ့နောက်တော်ပါဝင်နေတိုင်ဖောက်မကိုက်လို့အန်လွဲသွားတဲ့တန်ချက်မျိုးပဲဆိုပါတော့ဘီရင်က ငါရမယ်တော့မမြင်မလားဆိုတော့ဝင်းလေးကဒရင်ရွှေချခန်းစားနေပါတယ်။ဒီကဟဲ့ငါရစင်တော့မမြင်မလားဆိုတော့ဝင်းမကလည်းပြရင်ရွှေချခန်းစားနေတော့စံစားနေပါတယ်။ဟာဘရင်ကစင်းကပြရင်ရွှေချနဲ့စံစားစီရလား။ဘာမုံယူသွားလို့တောခုသွားတယ်ပြောမှာပေါ့ဆိုတော့ဝင်းမကအာမုံယူသွားလို့တောခုသွားပါတယ်ပေါ့။မင်းကလည်းအဘန္ဒရတဲ့တရတိထိုလိုက်တာဆိုတော့ဝင်းမကလည်းမုံယူသွားလို့တောခုသွားပါတယ်ဒီလိုပြောတာပေါ့။အဲ့တော့ဘရင်ကတည်းက တရားဒီကတော့ကိုစရာလာကွာအမျိုးကောင်းလို့အစေထုတ်ကနေလန့်ထားလိုက်လို့ဆိုရတယ်ဆိုတော့အဲအဘန္ဒရာတရတိချိုးလိုက်တာအစေထုတ်ကနေလန့်ထားလိုက်အဲ့တော့ဘယင်းကတကရှူမကြီးရဲ့သမီးလေးကဆိုတော့ဝင်းမြကအစေထုတ်ကဆိုတော့ဘယင်းကပါဇက်ကိုအတင်းလိုက်ပိတ်တယ်အဲ့ဒီပုံစံမျိုးပေါ့နော်ဒီပြက်လုံးကတော့လူပြက်အကုန်နီးပါပြက်ဘူးပါရိုးရိုးတန်ချက်တကူကနေအဲ့တလို့အန်လွဲတန်ချက်ကိုသူတွေကစပြီးပြောင်းခဲ့ကြတာလေပြောင်းဖို့စိတ်ကူးကိုဘယ်လိုရတာလဲတန်ဖိုးကစိတ်ကူးပါ အဘုဒ္ဓံနာကစိတ်ကူးကျွန်တော်တို့ကတံပိုးထားတာစိတ်ကူးကူပါကြောင်းလဲလို့ရလာတဲ့အတွေ့အကြုံရဲ့အကောင့်ထဲပေါ်လို့စိတ်ရဲ့ကတော်တော်ရေးပါပါတယ်ဒီတော့ကျွန်တော်တို့ကတချင်းနဲ့အတိုင်းဖောက်ပြောတဲ့တန်ချက်ပုံစံတစ်ခုကိုစမ်းသပ်ခဲ့တယ် operary တီတာပြဇက်တွေမှာတွေ့ရလေရှိတဲ့တချင်းနဲ့စကားပြောတဲ့သဘာဝကိုအခြေပြုတာပါဆိုတော့ကောင်းကလေးကောင်းကလေးအင်္ဂလန်ကိုလိုက်မလားမလိုက်ဘူးမလိုက်ဘူးဘယ်နိုင်ငံမှာမလိုက်ဘူး တို့နိုင်ငံတို့ချက်တယ်ဘယ်နိုင်ငံမှမလိုက်ဘူးမိယထမိယထအင်္ဂလန်ကမိယထတဏ္ဍာရီနောက်ကျသွားရင်ခီးသွားလောက်သားပြည်သူရောချင်းရတယ်မိယထဆိုတော့မိယထမိယထမြန်မာပြည်ကမိယထတဏ္ဍာရီရောက်မပြောပြီးတနေ့လုံးပြောက်တဲ့တို့ယထဒီတန်ချက်ကအမြမရုပ်မြင်တန်ကြာမှာတော်တော်ကြိုက်ကြပါတယ်ဒါမဲ့နောက်တစ်ချိန်ထပ်ပြတော့ပါမလာရှာတော့ဘူးဘာပဲဖြစ်ဖြစ်1985ခုနှစ်က ကျွန်တော်တို့စမ်းသပ်ခဲ့တဲ့တန်ကျပ်ပုံစံက2000ပြည့်နေရောက်တဲ့အခါမှာထမင်းအများကြီးမဆားနဲ့မဖြစ်လို့လက်ဖက်တီးဖြစ်မှာစိုးလို့ဆိုရဝန်တာကြညာကျမကိုချီရင်မောင်ကြီးရယ်ဝယ်ပေးပါလားငါမှရှိတဲ့ပတ်စံလေးနဲ့ဘယ်လိုလုပ်ပြီးဖြစ်မှာလဲဆိုဒါဆိုရင်လည်းပြီးရောမချစ်ဘူးလို့မှတ်လိုက်မယ်ဆိုရဲရွှေလီရွှေဆိုင်ကြညာတွေကအဲ့ဒီတန်ကျပ်ရဲ့အကျိုးဆက်တွေပါပဲစင်နလာရာဒီညရဲ့ခရက်ထဆုံးပြဿနာကတော့ဒေါ်လာပါပဲဒေါ်လာစာဆိုပွဲမှာစာရေးစရာတွေနဲ့နဲ့ဟောပြောပွဲထွက်ကြတယ် အဲ့လိုဟောပြောကြတဲ့ကောင်မတချို့စာရေးဆရာမတွေကတချင်းတွေစူးစူးပြတတ်ကြတယ်။စာပေရေးရာယူဆတွေကို တခုမှမဟုတ်မပြောဘဲနဲ့ဘယ်တို့ကတော့ဘလို့လောင်ထိတ်လိုင်ထိတ်ခေါင်တင်ကတော့ဘဲ့နေဆိုစိုးလိုက်ကြတဲ့တချင်းတချို့နယ်တွေမှာဆိုတီးဝိုင်းအောင်ထည့်ပေးရတယ်။နောက်တော့အဲစာရေးဆရာမတွေတွေမကဘူးစာရေးဆရာကြီးတွေကပါဆိုင်းဝိုင်းနဲ့တချင်းတွေဆိုပြီးစာပေဟောပြောလာကြတယ်။အဲ့တဲ့ဟာကိုကျွန်တော်တို့ကပြန်လုံးလုပ်ခဲ့တယ်။နောက်တစ်ခုက ဆရာသိပ္ပံမှုတင်ကိုနောက်တယ်ပြန်လုံးမှာဘယ်နေရာရောက်ရောက်ဒီအကြောင်းအရာတစ်ခုတည်းကိုပဲဟောပြောတယ်ဆိုတာကိုကောင်းတယ်ပြီးပြန်လုံးလုပ်ခဲ့တာအမှန်ပြောရရင်ကျွန်တော်တို့ဒီပြန်လုံးလုပ်တာမကောင်းပါဘူးလူတူတရားကိုပုံကွေရေးထိခိုင်အောင်ပြောတာပြတ်တာကမသိတော့တဲ့လောက်ရက်ပဲဒါမဲ့အများနဲ့ဆိုင်မဲ့ထင်းနဲ့တကယ်လဲဓာတ်ရကြီးပတ်သက်နေတဲ့ဇာရေးဆရာတွေဆင်မြင့်မော်မာရက်တွေဘူးပြီးရှာပြောနေတဲ့ကိစ္စကိုလည်းပြန်လုံးလုံးလိုက်ရောဝိုင်းတွေလိုက်ကြတာများမြင်မကောင်းရှုမကောင်းပါပဲဗျာဇာပေအတိုင်းဝဲမှာကြည်လာပြီး ဇာရေးဆရာမိပါနှစ်ပါးကနေမွေးဖွားလာခဲ့တဲ့ဇာကနာခင်ဗျာအယသမဇာရေးဆရာတွေဝိုင်းသမတာကိုအလူလက်ခံခဲ့ရပါတော့တယ်။စိုးစုံကတော့မိမစုံမှာပေါမစုံမှာလို့ကျွန်တော်ကိုစားမျက်နာထက်တင်ရတာရဲ့ခွေးနဲ့အနိုင်ခံရတာတွေပဲပါပဲ။ကျွန်တော်အင်တန်လေးစားရတဲ့အကြီးလက်အကြောင်းတွေကိုရေးရရှိတဲ့ဇာရေးဆရာကြီးတယောက်ဆိုအင်တန်ညိုကြီးကြီးနဲ့ကျွန်တော်ကိုချီးမွမ်းခဲ့တယ်။ဆရာထောက်တော်လှအောင်ရဲ့တောင်ပြောင်းနဲ့မှနာမည်မျိုးမျိုးနဲ့ကိုတွေ့ခဲ့ပါလေရောလား။ကျွန်တော်ကိုအားပေးခဲ့တာဆိုလို့ဦးလေးဦးကိုယူတယောက်ပဲရှိတယ်။ ဆရာဝန်ပေါက်ဆစာရေးဆရာနှစ်ယောက်ကလည်းကျွန်တော်ကိုအချောင်ဝင်သမလိုက်ကြသေးတယ်။ကျွန်တော်ကအဲ့ဒီအချိန်တုန်းကအသက်အစိတ်မပြေသေးတဲ့လူငယ်လေးတစ်ယောက်ပါ။ဒီဘက်ကလည်းတော်တော်ထကြွနေတဲ့အချိန်ဒီလိုလူငယ်တစ်ယောက်ကပဲနှိမ့်နေမစိုးကိုကိုတိုက်ခိုက်လာတဲ့သူတွေကိုပြန်လဲတုံ့ပြန်ခြင်းမှသိကြပါတယ်။ဒါမဲ့ကျွန်တော်ရမိပါနှစ်ပါးကုလေးဥကိုယူအန်ဒီဆန်းနဲ့တခင်စီဦးလေးပိုတခင်ဆရာတင်တို့အထင်းသိမ်းတော်လို့လိုပဲပြောရပါတော့မယ်။ကျွန်တော်တော်တော်ရမ်းတော်မယ်အချိန်ကြီးကနေလုတ်ခဲ့ရပါတယ်။ ကျွန်တော်နဲ့စိတ်အခက်မနေဖြစ်နေတဲ့ဆရာကြီးဦးစိန်ခမောင်ကြီးကိုတက်ကလို့စီရင်ပေါ်မှာသွားကြတော့ခဲ့ကျွန်တော်ပြောမှဆိုမှပြင်မခဲ့တာရှိရင်ခွင့်လို့ပေါ့ပါအဲ့ဒီမှာဆရာကြီးဦးစိန်ခမောင်ကြီးပြောခဲ့တဲ့စကားကိုကျွန်တော်ဘရောမှမမေ့နိုင်ခဲ့ဘူးအမှန်ကတော့ငါကရိုးရိုးဝေဖန်ရေးခဲ့တာကွာကျန်တဲ့သူတွေကတော့ကလောင်လွဲသုံးစားလုပ်ပြီးဝိုင်းစော်ကြတော့ငါလည်းစိတ်မကောင်းပါဘူးတဲ့ကျွန်တော်လည်းတော်တော်မှတ်သွားပါတယ်လောကမှာလွဲသုံးစားဆိုတာဘယ်နေရာမှမမကောင်းဘူးကျွန်တော်လည်း ူပြက်လိုင်စင်ကိုလွဲသုံးစားလုပ်ပြီးဇာတိတ်ပံမှုတင်ကိုသွားနောက်ခဲ့ပြီလို့ကုလိုပြန်ခံရတာပဲလို့ကိုကူကူပြန်ဖြေသိမ့်နိုင်ခဲ့တယ်။အမှန်တော့ကျွန်တော်စာမေးဟောပြောပွဲကိုဆင်းနှစ်လောက်နေရောမြို့ပါလိုက်ခဲ့မှုပါတယ်။အဲဒီမှာတချို့စာရေးဆရာတွေကဆင်မမမဟောပြောနိုင်မဲ့ရုပ်ပြက်စင်ပြန်မှုနေကြလေတော့ပြိတ္တရဲ့ယူသည်တန်စရာကိစ္စတွေတော်တော်ဖြစ်ခဲ့တာကျွန်တော်မြင်တွေ့ခဲ့ရလို့ဒီပြက်လုံးကိုလုတ်ခဲ့မိတာ။ရုပ်မြင်တဲ့ညာစီစဉ်ထဲမှာလည်းစောကားလူစိမ့်နဲ့ပြက်လုံးထုတ်တာမဟုတ် အပြုသဘောနဲ့တင်ပြတာပါလို့အတီလင်းကြီးကြိုပြောထားပါရဲ့နဲ့တီလာပြပြနေနေကြီးရေးရကြလေးချင်းလို့မကြည်မနက်ဖြစ်ခဲ့တာမှန်ပါပဲဒီကိစ္စတွေကြောင့်ကျွန်တော်တို့မိုးနဲ့သူစားဖွဲ့ကလည်းဆက်ဆံကျွန်တော်နဲ့မိုးနဲ့သူစားဖွဲ့ကလည်းဆက်ဆံရေးချေခဲ့ရပါတယ်ကျွန်တော်ဆွာတယ်ပေါ့ဆရာစိန်ခမောင်ကြီးဝေဖန်ရေးတာကိုကျွန်တော်ပြန်ပြီးမတုံ့ပြန်တင်မှုပေါ့ကျွန်တော်ကြောင့်အဖွဲ့အပေါ်မှာမုံပွားတဲ့သူတွေပေါ်ပေါက်လာတယ်ပေါ့ဧည့်သည်လို့ပြစ်တင်တာတွေကိုကျွန်တော်ခံခဲ့ရတယ်ဘာပဲဖြစ်ဖြစ် အဲ့ဒီအငြိမ့်အစီအစဉ်အောင်မြင်ခဲ့ရသလိုနေကောင်းသောမှာပါပြည်လုံးတွင်ကလည်းတက်ကတော့တေးသွန်သွင်းကနေကက်ဆက်ခွေထုတ်ရတဲ့ဒီလူလူကြားနဲ့ပြန်နေကြရတယ်။လာပြညပြီးရင်လာစုပ်ပဲလို့ရှေ့လူကြီးတွေပြောခဲ့သလိုကျွန်တော်တို့မိုးနဲ့သူဆောင်ဘက်ကလည်းတပြေပြေမညီညှို့မှုတွေများလာပါတယ်။အမှုပညာသမားတွေမှာဖြစ်လေဖြစ်တာရှိတဲ့ငါဆိုတဲ့မာနတရားတွေပါ။အင်တန်ရိုးနေတဲ့ကိစ္စတကူကအမြဲတမ်းဆန်းသစ်နေပါတယ်။ထူထောင်နေကြတဲ့ကအဖွဲ့ကို မောက်နေခဲ့တာငါကွဆိုတဲ့မတော်မတရားမာနစိတ်ကိုဥဆုံးမွေးခဲ့တာကျွန်တော်ပါပဲဖဲသမားစကားနဲ့ဆိုရင်တော့ရှိုးလိုက်တာပါပဲအောက်ပြုတ်အိမ်ကထိုးလိုက်လာတာကိုထင်ချင်းမကြိုက်ဘဲနဲ့ဝိုင်းထဲကနေထွက်သွားတာကျွန်တော်ဖြစ်ခဲ့ပါတော့တယ်မလိမ္မာတန်းဝန်ခံရရင်1986ခုနှစ်မှာဘုန်းတဲ့သူစားဖွဲ့ကြီးပြုခဲ့သွားရခြင်းရဲ့တက္ကန်စစ်ကတော့ဇာကနာပဲဖြစ်ပါတယ်နောက်တစ်ပိုင်းကိုတော့နောက်ထပ်မှာတင်ဆက်ပါမယ်နောက်တစ်ပိုင်းမှာတော့မြပုံနမမွေးဖားခြင်းဆိုတဲ့အပိုင်းလေးကိုတင်ဆက်ချင်ပါတယ် ်ပန်းကဖွင့်ထားတယ်နော်ပန်းမရတဲ့သူကလည်းရုပ်ဆိုးတယ်ကမဟုတ်ပါဘူးလို့စီပြေတော့မှာပါလို့အဲမင်္ဂလာပါဂျာချင်းမင်္ဂလာပါကိုရဲကိုရဲမင်္ဂလာပါမလပ်လို့လိုက်ချစ်လူမမင်္ဂလာပါကိုဖိုင်မင်္ဂလာပါမယူစနာမင်္ဂလာပါဒေါ်တော်မုံမင်္ဂလာပါမမအေးမင်္ဂလာပါမမအဲလက်စ်မင်္ဂလာပါအာ ဦးသနိုင်ဝင်းမင်္ဂလာပါမအရင်နေနာမင်္ဂလာပါအဝင်းရင်မင်္ဂလာပါမအရင်နေနာမင်္ဂလာပါမညိုပြမင်္ဂလာပါမဒိုဝင်ပါမင်္ဂလာပါမစာချင်းအန်မင်္ဂလာပါကိုဝင်းညိုမင်္ဂလာပါဒရမုံမင်္ဂလာပါမမဆွေမင်္ဂလာပါ กูนี่ลิหันเองแล้วเนาะเฮนิ่หันเองดูทันดีว่าสิกูไม่จูไลเองแล้วะแซมซังเองแล้วะแปนดีกูนี่นี่แล้มันนี่นี่แล้วเองแล้วปะแต่การดูเนี่ยเองแล้วปะ မကေတရီမင်္ဂလာပါအာလူရင်းရှိနေတယ်မနှုတ်ဝေစင်မင်္ဂလာပါမယင်နေတာကိုမင်းတူလာရင်ဘလို့မမင်္ဂလာပါမမမညာမွေမမနော်ပြေတို့ဒီဂရင်းမှုပြေတို့မင်းမကံမာလီမကံမာလီမတွေ့ရကြပြီနော် လုံးမဲ့မင်းလာမသိစားမောင်မင်းကလာပါတူတာချီမှာတော့83ကိုပေါ်ပါတယ်အများကြီးပဲအားရကြိုင်းကိုစမတ်မင်းကလာပါတူတာချီမှာဆို0လို့ပြရတာနဲ့ဝဲပြရတာနဲ့တကားမှတော့အများကြီးမမြင်ဘူးအဲ့ဒါအားလုံးပဲတက်တာနောက်တစ်ပတ်ကျမှဆုံးမယ်